အားလုံးပဲမင်္ဂလာပါရွှေရောင်မိုဘိုင်းနီးပညာ channel လေးကနေပြောင်းလဲကြိုဆိုပိုက်ပါတယ်တင်ဟာ iPhone ကိုင်နေသူအရောက်ဆိုရင်ဒီ setting တွေကို မဖြစ်မနေပိတ်ထားဖို့လိုအပ်ပါတယ်ဘာလို့ဒီ setting တွေကိုပိတ်ဖို့လိုအပ်လဲဆိုရင်ကိုရေးကိုတာအချက်လက်တွေနဲ့ပတ်သက်ပြီး data မပေါက်စေဖို့နဲ့တချို့ setting တွေကပွင့်နေမဲ့ဆိုရင် battery အကုန်တာမြန်သွားတာကြောင့် တချို့ setting တွေကပိတ်ထားဖို့လိုအပ်ပါတယ်။အဲ့တော့ကျွန်တော်တို့ပထမဦးဆုံးပိတ်ရမယ့် setting ကိုအရင် ပြောမယ်။အဲ့တော့ setting ထဲကိုသွားမယ်။ setting ထဲကိုသွားပြီးသွားရင် who out ထိဆွဲပြီးတော့ privacy and security ဆိုတာရှိတယ်။အဲ့ဒီမှာဝင်လိုက်မယ်။ဒီလိုမျိုးဝင်ပြီးသွားရင် who out မှာရှိတဲ့ analytic and improvement ကိုတွေ့လိမ့်မယ်။အဲ့ဒါကိုထပ်ဝင်မယ်။ဒါဆိုရင်ကျွန်တော်တို့မြင်ရတဲ့ဥစ္စာတွေကဘာလဲဆိုတော့ iPhone ပဲဖြစ်ဖြစ် web ပဲဖြစ်ဖြစ်အဲ့ဒါလေးတွေရှိတာမျိုးတော့ တချို့ဘလို့ပြောမလဲ user sp တဲ့အရာအစင်မပြေတာမျိုးတို့တခုခုဖြစ်သွားခဲ့မယ်ဆိုရင်အဲ့ဒီ data တွေက fsc ကိုတောက်ရိုက်ပို့စေတဲ့ feature တွေဖြစ်ပါတယ်အဲ့တော့ပြောရမယ်ဆိုရင်ဒီ feature က apple အတွက်တော့ကောင်းပေမဲ့ကျွန်တော်တို့အတွက်တော့နောက်ကွယ်မှာနေပြီးတော့ ended party တခုခုလုံဆောင်လိုက်ထိုင်မှာ fsc ကို data တွေတောက်ရိုက်ပို့နေတယ်အဲ့ဒါကိုမပို့စေချင်ဘူးဆိုရင်ကျွန်တော်တို့ကပိတ်ထားလို့ရတယ်ဒါလေးတွေကိုပိတ်ထားလိုက်ရင်တော့ data တွေပို့တာရက်သွားမှာပါ data တွေဆိုပေမဲ့ဓာတ်ပုံတွေ video တွေကိုပြောတာမဟုတ်ပါဘူးကျွန်တော်တို့ဖုန်းထဲမှာသုံးတဲ့ behavior တို့ added buddy တို့အင်းဥပမာအနေနဲ့ဆိုရင် power update အဖွင့်လုပ်လိုက်တာ error တက်သွားတာမျိုးတော့အဲ့လိုမျိုး data မျိုးတွေကိုဆိုလိုတာဖြစ်ပါတယ်ပိတ်ထားခြင်းနဲ့ဆိုရင်ဒီ share i cloud analytics ဆိုတဲ့ဒီနေရာမှာပိတ်ပေးလိုက်ပါဒါဆိုရင်ဖုန်း battery စားနေတာကိုလည်း short ကြာသွားမှာပါနောက်ထပ်တစ်ခုကတော့ဒီ setting ထမ်းမှပဲရှိပါတယ်အပလင်ကိုပြန်ထွက်လိုက်မယ်အပလင်ထွက်ပြီးသားဘာကိုရှာရမလဲဆိုတော့ဒီမှာ Ableman app advertising ဆိုတာရှိပါတယ်။ဒီ Ableman app advertising တွေကိုကျွန်တော်တို့ထောက်ဝင်လိုက်မယ်။ဒီထဲမှာဆိုရင် personalized app default ကဖွင့်ထားတာကိုတွေ့ပါလိမ့်မယ်။ဒါကဘာကိုပြောချင်တာလဲဆိုတော့ T-shirt တို့ဘောင်းဘီတို့အသုံးဆောင် PC တွေကို Google မှာတကူတကက်နဲ့ရှာတာဖြစ်ဖြစ် Facebook မှာရှာတာပဲဖြစ်ဖြစ်ပေါ့နော်။ ဲ့လိုရှာလိုက်ပြီဆိုရင်ကျွန်တော်တို့ကဘာရှာခဲ့လဲဆိုတာကိုကျွန်တော်တို့ရဲ့ဘုံကမှတ်ထားတယ်။မှတ်ထားပြီးတော့အဲ့ဒီအချက်လက်တွေကိုတစ်ဖက်မှာရှိတဲ့ကြော်ညာရှင်တွေစီရအောင်ပို့ပေးနေတယ်ပေါ့ဗျာ။ဥပမာအပြင် Facebook ကဘလို့တဲ့ပုံစံမျိုးဒါမှမဟုတ် Google Ad တွေကနေလာတဲ့ကြော်ညာတွေကဒီအချက်လက်တွေကိုယူကြည့်ပြီးဒီလိုကတော့ဖြင့်ဒီအချက်လက်တွေကိုရှာထားတာဒီလိုကတော့ဖြင့်ဘယ် fancy PC တွေကိုရှာနေတာစသဖြင့်သူကတည်သွားပြီးတော့ ကိုရှာတာတွေနဲ့တူညီတဲ့ကြော်ညာတွေကိုပြပေးတာပေါ့နော်အဲ့တော့ဘလို့ဖြစ်လဲဆိုတော့ကြော်ညာရှင်တွေဘက်ကတော့ပိုကောင်းတဲ့ experience ရပေမယ့်ဒီဘက်ကကြတော့ကိုရှာထားတာမှန်သမျှကိုအလိုမျိုးမသိစေချင်ဘူးဆိုရင်ကျွန်တော်တို့က personalized app ဆိုတဲ့ဒီနေရာလေးမှာပြေးပေးထားလို့ရပါတယ် Okay နောက်ထပ်တစ်ခုကပါလဲဆိုရင်တော့ location နဲ့ပတ်သက်တာတွေကိုကြည့်လိုက်ရအောင်ဒါကိုပဲပြန်ထမယ်ဒီမှာဆိုရင် privacy and security ကိုဝင်လိုက်မယ်ဒီမှာ location service တွေကိုထပ်ဝင်မယ် ဝင်လိုက်တဲ့အခါကျွန်တော်တို့ဘာကိုတွေ့လဲဆိုရင်ဒီမှာ application တွေမြင်လာလိမ့်မယ်ဒီ application တွေအားလုံးကဘာလဲဆိုရင်တော့ဒီမှာ why using ဆိုတာဒီ application တွေကိုတုံးနေတဲ့အချိန်မှာ location တုံးမယ်ဆိုတာကိုကျွန်တော်တို့ကခွင့်ပြုထားတာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင် application တွေအများကြီးကိုခွင့်ပြုထားတွေ့လိမ့်မယ်အဲ့ထဲမှာကျွန်တော်တို့ကဘယ် application တွေကိုအသုံးမပြုဘူးလဲဆိုတာကို live pick ပေးလို့ရပါတယ်မဖြစ်မနေတုံးပြမဲ့ app တွေကိုတော့ခြံထားခဲ့ပါပိတ်ချင်တဲ့ app တွေကိုတော့ never ဆိုပြီးတော့ထားပစ်လိုက်ပါအဲ့တော့ဒါက location နဲ့ပတ်သက်တာပေါ့နော် နောက်ထပ်တစ်ခုကဘာလဲဆိုတော့ system service ဖြစ်ပါတယ်အဲ့တော့ system service ထပ်ဝင်မယ်အဲ့တော့ဒီ system service မှာလည်းဘယ်လိုပြောရမလဲမြားလေးတွေရဲ့သင်္ကေတလေးတွေကိုတီးဖို့လိုတယ်ဒီမှာဆိုရင်ခရိုင်ရောက်တဲ့ခရိုင်နေတွေးလိမ့်မယ်ခရိုင်ရောက်ကဘာကိုပြောပြကြင်တာလဲဆိုရင်လက်တလုံးမှာဒီ service က location ကိုတုံးသွားရဆိုတာကိုပြနေတာဖြစ်ပါတယ်နောက်ဒီခရိုင်နေကတော့24နိုင်အတွင်းမှာ location ကိုတုံးထားတယ်လို့ဖော်ပြနေတာဖြစ်ပါတယ် ကြံနဲ့မပြတဲ့ဟာတွေကတော့အသုံးမပြုဘူးဆိုတာဖော်ပြတာဖြစ်ပါတယ်။အဲ့ဒီမှာကျွန်တော်တို့ကမလိုချင်တဲ့ service တွေရှိတယ်ဆိုရင်ကိုမလိုချင်တာတွေကိုပိတ်ပေးထားလို့ရမှာဖြစ်ပါတယ်။ဥပမာဒီမှာဆိုရင်အခုလက်တလောမှာအသုံးပြုထားတဲ့ payment M2 မယ်။အဲ့ဒါကိုမသုံးစေချင်ဘူးဆိုရင်အဲ့ဒါကိုပိတ်ထားရုံပဲ။အဲ့ဒီထဲမှာကျွန်တော်တို့အသုံးမပြုတဲ့အုပ်စားတွေကိုပိတ်ထားဖို့လိုတယ်ဗျ။ဒီမှာဆိုရင် find my iPhone find my iphone ဆိုရင်ကျွန်တော်တို့တေချာပေါက်သုံးမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဖြန့်ထားလို့ရတယ် home accessories ဆိုရင်ကျွန်တော်တို့မသုံးဘူးအဲ့လိုမျိုးပေါ့နော်ကိုသုံးတဲ့အဥ္စားတွေကိုဖြန့်ပေးထားပြီးကိုမသုံးတဲ့အဥ္စားတွေကိုပိတ်ပေးထားလို့ရတယ်ဒီမှာဆိုရင် significant location သူကဘာကိုပြကျင်တာလဲဆိုရင်ဒီ location ကကိုတွေဘယ်သွားပြီးဘာလုပ်တယ်ဘယ်နေရာတွေကိုရောက်ခဲ့တယ်ဘာဖြစ်တယ်များဖြစ်တယ်ဆိုတာတို့ကိုသူက နောက်ကြယ်ကနေပြီးတော့လိုက်မှတ်ထားတဲ့ service အမျိုးပေါ့အဲ့တော့ဒါကိုအသုံးမလို့ဘူးလားဆိုတာကို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 စမ်းစစ်လိုက်ပါ ကျွန်တော်ကတော့အတုံးမလို့တဲ့အတွက်ကြောင့်ပိတ်ထားလိုက်ပါမယ်။ဒါဆိုရင်တော့ location နဲ့ပတ်သက်တဲ့အဥ္စာတွေကိုပိတ်တဲ့နဲ့ဟာမန္တမယကိုပိတ်လိုက်ပြီဖြစ်ပါတယ်။နောက်ထပ်တစ်ခုကပါလဲဆိုတော့ကျွန်တော်တို့ setting တိုင်းမှာပဲ channel ကိုတွားမယ်။ဒီမှာ channel ထဲကိုဝင်လိုက်မယ်။ပြီးရင် off switch ချပြီး background add refader ဆိုတာရှိတယ်ပေါ့နော်။သူအကြက်ကပါလဲဆိုတော့နော့ကွယ်ကနေပြီးတော့ internet ဖွင့်ထားတာပဲဖြစ်ဖြစ် wifi ဖွင့်ထားတာပဲဖြစ်ဖြစ်နော့ကွယ်ကနေပြီးတော့သူကဥမာတစ်ခုခု notification လာတာပဲဖြစ်ဖြစ် တခုခုလုံနေတာလို့ဆိုရယ် तू ကပြတ်လာမသွားအောင်လုံးပေးထားတဲ့ service ပေါ့နော်အဲ့ဒါ default ကအဲ့ဒါကဒီ background and refaders ကပွင့်နေတတဲ့ဒီလိုမျိုး on ဆိုပြီးဖြစ်နေတတဲ့ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကမလိုတတ်တာထစ်တဲ့အတွက်ကြောင့်ဒါကိုပေးထားလို့ရတယ်ပေါ့နော်ဒီမှာဒါလေးကို alter လိုက်ပြီးတော့အပြင်ပြန်ထွက်လိုက်လမ်းနဲ့ပိတ်ပေးတာဖြစ်မှာပေါ့နော်အဲ့တော့ဒီဥစ္စာကလည်း phone battery အားကုန်မြန်တာတတ်တာစီမှာဖြစ်ပါတယ်နောက်ထပ်တစ်ခုကဘာလဲဆိုတော့ကျွန်တော် set နဲ့အထွက်ပြီးတော့ control center ကို switch ချပြီးတော့ ထူးတုံဟောပြောချင်တာပေါ့နော်ထူးတုံဆိုတာကဘာလဲဆိုတာတိဖို့လိုတယ်ပေါ့နော်ထူးတုံဆိုတာကိုဖွင့်လိုက်မယ်ဆိုရင်ဒီပဝန်းကျင်မှာရှိနေတဲ့ဥမာတဘောကဒီနေရာလေးကနေနေတယ်ဆိုရင်ဒီနေရာကိုကျွန်တော်တို့ကရောက်နေတဲ့ချိန်မှာထူးတုံဖွင့်တာတယ်ဆိုရင်ဒီအယောင်နဲ့လိုက်ရောညီထွေပြိမဲ့ကာလာပေါ့နော်တဘောကအဲဒီလိုအယောင်မျိုးတွေကာလာလေးကလိုက်ဖြစ်သွားတယ်ပေါ့နော်ကင်မရာသမားတွေအနေနဲ့ပြောမယ်ဆိုရင်တော့ white balance ပေါ့နော်အဲ့လိုမျိုးသူကပတ်ဝန်းကျင်နဲ့လိုက်ရောညီထွေဖြစ်မဲ့ white balance ကိုထူးထောင်ဆိုတာ function လေးက automatic ပြောင်းပေးနေတာပေါ့နော်အဲ့ဒါဒါက melon အတွက်တော့ comfortable ဖြစ်မယ်ပေါ့နော်ဒါပေမဲ့ဒါကကျွန်တော်အမြင်ရကျွန်တော်ရထင်ရတော့ဒါကိုဖွင့်ထားတာက battery အားပိုကုန်တယ်လို့ယူဆရတယ်ပြီးကြတော့ကို့အတော်လည်းအသုံးမလိုဘူးလို့လည်းယူဆရတယ်အဲ့တော့ထူးထောင်ကိုဒီမှာကျွန်တော်ကတော့ပိတ်ထားလိုက်မယ်နောက်ထပ်တစ်ခုကတော့ပါလဲဆိုတော့ iPhone ကိုကိုစီရောက်လာတဲ့အချိန်လူတိုင်းကြုံတွေ့ရတဲ့ပြဿနာကပါလဲဆိုရင် တဖက်ကဖုန်းခေါ်တဲ့အခါဒိန်းနှုံးထံကအော်တိုမီတီတိုးသွားတဲ့ပြဿနာပေါ့အာဒါကဘလို့ဖြစ်ရတာလဲပေါ့ဖုန်းကိုလက်နဲ့ကောက်ကင်လိုက်တဲ့အခါကိုကအန်ဆာတော့မလို့ရသေးဘူးဒိန်းနှုံးထံကတိုးသွားတော့ဖီးငုတ်တယ်လို့ခံစားရတာပေါ့အဲ့လိုမျိုးဆိုရင်တချို့တွေကကြတော့တိတ်တဘုံမကြဘူးအနှွိုင်းဖြစ်တယ်ပါညာပေါ့အဲဒါဆိုရင်ဘလို့လုံးလို့ရနိုင်လဲဆိုရင်အဲ့ဒီ feature ကို ပိတ်ဖို့လိုပါတယ်ဒီတော့ fake idn passcode ထဲကို win ဝင်ပြီးသွားပြီဆိုရင်အောက်နည်းနည်းဆွဲမယ်အလဲလောက်မှာ attention aware feature ဆိုတာရှိတယ်အဲ့ဒါကိုကျွန်တော်တို့ကပိတ်လိုက်ရုံပါပဲဒါဆိုရင်ဖုန်းဒိန်းနှုန်းနဲ့ပတ်သက်ပြီးအရင်လိုတန်တိုးဖားတာတွေမဖြစ်တော့ပါဘူးအဲ့လိုမျိုးပဲနောက်ထပ်အရေးကြီးတာတစ်ခုရှိပါတယ်အစောကဝင်ခဲ့တဲ့ fake id and passcode ထဲကိုပဲဝင်လိုက်မယ်ဝင်လိုက်ပြီးဆိုရင်ဒီ setting လေးရှိတဲ့ထဲကအရေးကြီးဆုံးမဖြစ်မနေပိတ်ရမယ့်အရာတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုရင်ဒီမှာပုံမှန်ဆိုရင် default က control center ကိုဖွင့်ထားတာဖြစ်နေတပါတယ်အဲ့တော့ကျွန်တော်တို့ကဒီ control center ကိုပိတ်ပေးရမယ်သူ့ရဲ့အပိတ်အဖွင့်ဘာကိုအလုပ်လုပ်စေတယ်လဲဆိုရင်ဖွင့်ထားတဲ့ဆိုရင်ဥပမာ screen ကို lock ချလိုက်တယ် lock ချပြီး lock ဖွင့်စရာမလိုပဲ control center ကိုဒီလိုမျိုးဆွဲချလိုက်တာ ਨੇ ဒီထဲမှာရှိတဲ့ internet line ပိတ်တာဖွင့်တာတခြားဘာညာတွေထိန်းချုပ်လို့ရတယ်ပေါ့ဗျာတကယ်လို့ကိုယ့်ရဲ့ဖုန်းကတစ်ဖက်လူလက်ထဲ မတမာတဲ့လူလက်ထဲကို ခွင့်မချက်မပါဘဲရောက်သွားမယ်ဆိုရင်တော်တော်လေးအန္တရာယ်များပါတယ်။အဲ့တော့ဒါကိုပိတ်ဖို့လိုအပ်ပါတယ်။ဒါကတော့ iPhone ကိုင်နေသူတွေအတွက်မထစ်မနေတိထားတဲ့စက်တင်နေအကြောင်းကိုပြောပေးတာဖြစ်ပါတယ်။ဗီဒီယိုလေးကိုကြိုက်တဲ့ဆိုရင်မတိသေးတဲ့သူများသိရအောင် like and share လေးလုပ်ပေးပါအောင်များ။